UPS ကုန်စည်သယ်ယူပို့ဆောင်ရေးလေယာဉ်မတော်တဆမှုကြောင့်လူ3ဦးသေဆုံးပြီးတော့11ဦးဒဏ်ရာရသွားပါတယ်။ နိုဝင်ဘာ၄ရက်ညနေ9:00နာရီကျော်မှာ UPS လေကြောင်းခီးစဉ်အမှတ်2986ဟာကန်တကီပြည်နယ်လူဝေဗေးမြို့ကနေဟိုနိုလူလူကိုသွားဖို့လေရင်ပြေးလမ်းပေါ်ကနေပြန်တက်နေချိန်မှာပဲလေရင်စီတူလောင်ယုံတွေရှိရာနေရာကိုအချိန်နဲ့ပြေးဝင်သွားပြီးတော့မီးလောင်ပောက်ကွဲသွားပါတယ်ပြေးလမ်းပေါ်ကနေပြန်တက်ဖို့ကြိုးစားစဉ်မှာလေရင်ဘယ်ဘက်အင်ဂျင်မီးလောင်နေတာကိုဆိုရှယ်မီဒီယာဗီဒီယိုတွေမှာတွေ့ရပါတယ်လေရင်ဟာ၈နာရီကြာ ိုနိုလူလူခီးစဉ်အတွက်စီဂါလန်3800ကျော်ဖြည့်ဆည်းထားတာကြောင့်မိအကြီးကျယ်လောင်ကျွမ်းပြီးတော့မိမလောင်ကျွမ်းသေးတဲ့အဆောက်အဦတွေလူတွေရှိမရှိကိုလည်းကဲဆဲရေးတွေကလိုက်ပြီးတော့စစ်ဆေးနေပါတယ် လက်ရှိအချိန်ထိတော့မိလောင်တဲ့ဒေတာကိုဘယ်သူမှမသွားကြဘူးလေမြို့ကန်တွေကိုတတိပေးထားပါတယ်လေရင်ပေါ်မှာအမှုရန်၃ဦးပါဝင်ကြောင်း UPS ကလည်းအတည်ပြုထားပါတယ်အင်ဂျင်၃လုံးတက် MD11 လေရင်ကို1990ကနေစတင်အသုံးပြုတာဖြစ်ပြီး2014ခုနှစ်ကနေစလို့ခရီးသည်မတင်တော့ပဲကုန်စည်လေရင်ဖြစ်တာအသုံးပြုတာပါ UPS အကြီးအကဲကလည်း MD11 လေရင်တွေနဲ့ ဘိုးအင်းလေရင်တွေကိုတဖြည်းဖြည်းချင်းအစားထိုးပြောင်းလဲသွားမယ်ဆိုပြီးတော့2023ခုနှစ်ကပြောဆိုထားပါတယ်ခင်ဗျာကျွန်တော်အောင်ဆွေပါ